The world will know you as pop stars, but you will be much more than that. You will be hunters. ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Barmis Diary ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ Korea ဆန်လန်တွေအကြောင်းမဟုတ်ဘဲနဲ့ K-pop လေးကြိုက်တယ်လို့ animation လေးကြိုက်တဲ့သူတွေအကြိုက်တွေ့စီမဲ့ K-pop Demon Hunter ဆိုတဲ့စကားလေးအကြောင်းကို review လုပ်ပေးသွားမှာပါ။ကဘာကြီးကိုအမြဲချောက်လန့်နေတဲ့မကောင်းဆိုးဝါးတွေဟာလူရည်ဝဉဉ်တွေကိုစားတောက်ပြီးတော့သူတို့ရဲ့ဘရင်ဖြစ်တဲ့ဂွီမာစီကိုစွမ်းအင်တွေ လွှဲပြောင်းပေးပါတယ်။ဒီဖြစ်ပျက်တွေဟာလူတွေကိုကြောက်လန့်မှုဖြစ်စေခဲ့ပေမဲ့လေသူတို့ကိုကောက်ွယ်ဖို့အတန်ပိုင်ရှင်တချို့ဟာလေပေါ်ထွက်လာပါတယ်။သူတို့ရဲ့ဂီတာဟာဝိညာဉ်တွေကိုအလင်းရောင်ထွန်းညစ်ပေးပြီးလူတွေကိုပေါင်းစည်းစေကကဘာကြီးအတွက်ပထမဆုံးအနေနဲ့အကောက်ွယ်တစ်ခုကိုဖန်တီးခဲ့ကြတာပါ။ဒီလိုနဲ့မျိုးဆက်တိုင်းမှာအမဲလိုက်သမား၃ဦးစီရွေးချယ်ပြီးတော့မကောင်းဆိုးဝါးနဲ့သူတို့ခေါင်းဆောင်ဂွီမာရန်ကနေကဘာကြီးကိုကောက်ွယ်ဖို့ရွှေရောင်ဟော်မုန်းကိုဖန်တီးကြပါရယ်။ ဒီလိုနဲ့ပဲရူမီမီရာနဲ့ဇိုဝီတို့၃ယောက်ကအမဲလိုက်သူတွေအဖြစ်ရွေးချယ်ခံရပြီးနာမည်ကြီး K-pop girl group Huntress ဖြစ်လာခဲ့ကြတာပါသူတို့ရဲ့ပြည်သက်တွေကိုကောက်ွယ်ဖို့အတွက်မကောင်းဆိုးဝမုတ်ဆိုးတွေအဖြစ်လျှို့ဝှက်စွာဘဝနှစ်မျိုးကိုနေထိုင်ကြသူတွေလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်းမကောင်းဆိုးဝခေါင်းဆောင်ဂွီမာကသူ့ရဲ့မကောင်းဆိုးဝတွေတဲကမှအတန်ကောင်းပြီးတော့ယူချောတဲ့ဂျီနူနဲ့တငယ်ချင်းအဖွဲ့ကိုသက်ဆက်ချက်ဘွိုင်းဆိုပြီးတော့ဘွိုင်း group တစ်ခုဖန်တီးပြီးတော့ဝိညာဉ်တွေကိုစားသုံးဖို့လှုပ်လာပါတော့တယ် အဖွဲ့အစည်းဖြစ်တဲ့ The Sector Points က Hundred Store နဲ့အပြိုင်တချိန်ထိုးနာမည်ကြီးလာခဲ့တာပါသူတို့တွေဟာမကောင်းဆိုးဝါးတွေဖြစ်တယ်ဆိုတာကိုလည်း Hundred အဖွဲ့ကသိနေတဲ့အခါမှာတော့ Rumi, Mira နဲ့ Zobi တို့၃ယောက်မကောင်းဆိုးဝါးတွေကိုဘလို့ရင်ဆိုင်ကြမလဲတခြားဘလို့လှည့်ကွက်တရောပေါဝင်လာအောင်မလဲမကောင်းဆိုးဝါးဂျီနူကရောလူကောင်းပြန်ပြီးဖြစ်သွားမှာလားဆိုတာကိုတချင်းမြူးမြူးလေးတွေနဲ့အတူကြည့်ရှုရမှာပါဒီကားထဲမှာတော့ကိုရီးယားရဲ့တိတ်တိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့အီပြောင်ဟွန်အန်ဟျိုဆော့တို့အပြင် အာရန်ချိုမေဟောင်းကန်ဂျုံဒန်နီယယ်ဒေကင်တို့လိုအမေရိကန်တရုတ်ဆောင်တွေကအတန်တရုတ်ဆောင်အဖြစ်ပါဝင်ထားကြပြီးတော့ Worcester K-pop အဖွဲ့တစ်ခုဖြစ်တဲ့ Twice ကပါ OST မှာ featuring အနေနဲ့တည်ဆိုးပေးထားတာပါဇလန်းမျိုးစားကတော့ music comedy movie အမျိုးအစားပဲဖြစ်ပါတယ်ဒီတွေကတချင်းတွေအားလုံးဟာလည်းကောင်းပေမဲ့အကြိုက်ဆုံးကိုပြောရမယ်ဆိုရင်တော့စူရာပေါ့ဆိုတဲ့တချင်းလေးပါတချင်းလေးကမြူးမြူးလေးနဲ့တကယ်ကိုနားထောင်လို့ကောင်းပါတယ် Every drop I breathe ဒီတော့မကြည့်ရသေးတဲ့သူတွေရှင်ကြည့်ကြည့်ကြဖို့အတွက်ကိုအကြံပြုလိုက်ပါရစေ။တကယ်ကိုအချိန်ပေးပြီးကြည့်ရတဲ့ကိုတန်နေရတာကိုခံစားရမှာပါ။အဆုံးထိနားထောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အခုလိုမျိုး review လေးတွေကိုနားထောင်ကြနေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့ video ဒီတိုင်းမှာတည်နိုင်ဖို့ notification လေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့နော်။ Bye bye ။